ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအောင်းလည်းမင်္ဂလာပါမနေ့ညတော့က Fit Pro လို့ခေါ်တဲ့နိုင်ငံတော်ဘောလုံးဖွဲ့ချုပ်ကနေ ဒါတနစ်တာအတွက်အကောင်းဆုံးဘောလုံးအသင်းကစားမ၁၁ယောက်ကိုထုတ်ပြန်ကြေညာခဲ့တယ်။ဆိုတော့ Free Pro ကဒါဘယ်လိုပြောမလဲဒီဘယ်လိုပြောမလဲကမ္ဘာအကောင်းဆုံးအသင်းပေါ့လေ။ကမ္ဘာအကောင်းဆုံးအသင်းကိုတရားဝင်ထုတ်ပြန်ခဲ့တယ်။ဒီ Free Pro ဆိုတဲ့အဖွဲ့အစည်းက၂၀၀၅ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ FIFA ရဲ့တနစ်တာအတွက်အကောင်းဆုံးဘောလုံးသမား၁၁ယောက်ကိုနေရာလိုက်ရွေးချယ်ပြီးတော့အကောင်းဆုံးအသင်းဖြစ်ဖွဲ့စည်းပြီးတော့ထုတ်ပြန်ကြေညာထားတာဖြစ်တယ်။ဆိုတော့၂၀၀၀ 2025ခုနှစ်အတွက် FIPRO ရဲ့အကောင်းဆုံးအသင်းကိုမကြေညာခင်မှာသူတို့ nomination ဆင်းအရင်ထုတ်တာပေါ့လေအဲ့ nomination ကတော့ပြီးခဲ့နှစ်ဥရောပ Champion League ရဲ့ပြည်တွင်းပြိုင်ပွဲတွေရဲ့ performance ကိုကြည့်ပြီးတော့မဲပွေးရွေးချယ်တာရှိတယ်ဆိုတော့ FIPRO မှာအကောင်းဆုံး ကစားမတွေကိုသူတို့ကနေလာရွေးတဲ့အခါမှာတချို့ player တွေကမဲပူရကောင်းရလိမ့်မယ်။ဒါကဒီ Fibro ဆိုတဲ့သဘောတရားက Wallan player တွေကိုဒီဒီဘယ်လိုပြောမလဲ ဒီလူဟိုမဲပေးရွေးချယ်တဲ့အခါမှာသူတို့ကဘလို့ပုံစံရွေးလဲဆိုတော့မဲအများဆုံးသူတွေကို၁၁ယောက်ရွေးတာမဟုတ်ဘူးနေရာလိုက် နေရာလိုက် နေရာလိုက်နေရာလိုက်တွေကိုမဲပေးလိုက်တာထားပါတော့နောက်ခံလူမဲအများဆုံးရတဲ့၄ယောက်အဲ့ထက်မှမ left back right back သူတို့ကပြာ formation တစ်ခုကိုကြီးညာတယ်အဲ့ formation ကပါတဲ့ကစားမခံစစ်၃ယောက်သုံးမယ်ဆိုရင်ခံစစ်၃ယောက်က left right နဲ့ center back အတွက်ရွေးတဲ့အဲ့၃ယောက်ထဲကအများဆုံးဆိုတခြားပိုအဲ့ခန်းစစ်ထဲမှာတခြားကစားသမားတွေထဲပိုပြီးအမှတ်များကောင်းလဲများနိုင်တယ်ဒါပေမဲ့သူတို့သတ်မှတ်ထားတဲ့ slot ထဲမှာအပြည့်ပဲတခါကွင်းလေကိုသူတို့၄ယောက်ရွေးမယ်ဆိုရင်အဲ့၄ယောက်ပဲ၄ယောက်စာရေးအများဆုံး၄ယောက် ပြီးတော့မှအတက်ကင်ကို၃ရောက်အဲအဲ့လိုပုံစံသူတို့ရွေးတာဖြစ်တယ်ဆိုတော့ဒီတစ်ခေါက်က FI Pro ရဲ့တနစ်တာရဲ့အကောင်းဆုံးဘောလုံးအသင်းကိုသူတို့ထုတ်ပြန်ကြေညာတဲ့အခါမှာထုံးစံတိုင်းပြီးခဲ့တဲ့ကဥရောပချန်ပီယံလိရတဲ့အသင်းတွေကိုအဓိက base လုပ်တဲ့ club worker ရတဲ့ Chelsea အပါဝင်နောက်အောင်မြင်မှုတွေရတဲ့ La Liga အပါဝင်ပြင်းပြိုင်ပွဲတွေအောင်မြင်မှုရတဲ့ Liverpool တို့ဘာတို့အသင်းတွေရဲ့ performance တွေကိုအဓိက base လုပ်တဲ့ main ကတော့ဥရောပ champion league ပေါ့လေဆိုတော့ဂိုးသမားနေရာအတွက်တိတ်အငင်းပွားပွဲရမှာရှိဘူး Paris Saint Germain ရဲ့ဂိုးသမားဟောင်းဖြစ်တယ်လက်ရှိ Manchester City ရဲ့ Italy ဂိုးသမား Gianluigi Donnarumma က အကောင်းဆုံးဂိုဒမနေရာဖြစ်သူရွေးချယ်ခံရတယ်။ဂျန်လူဂျီဒူနာရူမာက2021တုန်းကတချိန်ရွေးခံရတယ်။အဲဒီတုန်းကတော့သူကအီတလီနဲ့တူဒါယူရိုပြိုင်ပွဲမှာချန်ပီယံဖြစ်အောင်မကပြိုင်ပွဲရဲ့အကောင်းဆုံးဘုံမှဖြစ်တဲ့အတွက်ဒါသူရွေးချယ်ခံရပြီးတော့ဒါသူ့ဘဝအတွက်ဒါဒုတိယအကြိမ်မြောက်ရွေးချယ်ခံရတာဖြစ်တယ်။ခန်းစစ်ကတော့ရှင်းတယ်။ဘယ်နဲ့ညာကဟာကီမီနဲ့ နူနိုမန်ဒက်စ်ဒါကပြီးခဲ့တဲ့ဥရောပချန်ပီယံလိမာရောဝေါ်ဝိုက်မာရောအကောင်းဆုံးပဲချန်ပီယံလိဖိုင်နယ်မှာဒါနူနိုမန်ဒက်စ်စထရဂယ်ဖြစ်ခဲ့တာလွဲခြင်းပေါ်တူဂီနဲ့နေးရှင်းလိအပါဝင်ဒါကလပ်ဝေါကပ်ပြိုင်ပွဲ throughout တခြားရဲ့နောက်ချန်ပီယံလိတခြားမှာနူနိုမန်ဒက်စ်ကတကယ်ကောင်းတယ်ဒါကြောင့်နူနိုမန်ဒက်စ်ရဲ့အရှွာဟာကီမီရဲ့အဲ့အလဲမှာသူတို့ကစန်တာဘက်ကိုတယောက်ပဲတကယ်တော့ Paris Saint Germain ကစန်တာဘက်က William Pacho နဲ့ဒီ Marquinho တယောက်လောက်တော့ recognize ဖြစ်တဲ့နာ ဒါဒီကစားမတွေတိတ်ပြီးတော့ favor အမြဲတမ်းမရအောင်အထူးသဖြင့်တချို့ကစားမတွေအဲ့လောက်ဒီ popular ပုံမှာအားနေတဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာဖတ်ထားပါတော့ PSG က Marquinho နဲ့ William Pacho နေရာမှာတကယ်လို့ Thiago Silva တို့ဘာလို့ဖြစ်မယ်ဆိုရင် maybe တကြပေါ့ပါလာမှာဒါပေမဲ့သူတို့ Marquinho တို့ William Pacho တို့အဲ့လောက်နမေမကြီးလို့ဆိုပြီးတော့သူတို့မဲပေးရွေးချယ်တဲ့အချိန်မှာသူတို့မပါဘူးဆိုတော့ Vajevan Dyke ပါတယ်ဆိုတော့လူတွေကပြောမှာဟာ Van Dyke ပါကြောင်ပါလဲ ်ပြီးရနေ့က okay ရှုံးထွက်16သင်းထွက်တာမှန်တယ်ဒါပေမဲ့လီဗာပူးနဲ့တရားစီလုံးသူတို့အစည်းအဝေးမှာသူတော်တော်ကောင်းနေဗျာသူနဲ့ခနာတီတော်တော်လေးကောင်းခဲ့တဲ့အတွက်ကြောင့်လည်းပါတယ်သူတို့ PSG ကိုရှုံးနေဆိုတာကလည်း penalty shootout မှာရှုံးသွားတာ crusade ship ပွဲမှာ9ပွဲနိုင်တယ် ဆိုတော့ဒါလီဗာပူးအတွက်တကယ်ကို solid ဖြစ်တယ်ဆိုတော့ van dyke ပါသင့်တယ် vaje van dyke ကအခုဒီဘက်နောက်ပိုင်းမှာဒီနှစ်လည်းပါတယ်ပြီးခဲ့နှစ်ကလည်းပါတယ်ဒါတောက်လျှောက်ပဲလီဗာပူးအသင်းမှာသူမပါတာ2023မှာမပါခဲ့ဘူးဒါ hakimi ကတော့22တုံးကတခါပါတယ် van dyke နဲ့အတူပါတယ်ဆိုတော့အခုလက်ရှိမှာဒါ nuno mandes ရဲ့ vaje van dyke ရဲ့တစ်ဖက်ကတော့ ashwa hakimi ပါပြီးတော့နောက်ကွင်းလေကအခုလက်ရှိကမ္ဘာအကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်တယ် fatinha ရဲ့ ဒါဘက်ထရီရဲ့ပြီးတော့မှခိုးဖာမရဲ့ဂျူပါလင်ခံရပါတယ်ဆိုတော့ခိုးဖာမနဲ့ပတ်သက်လို့ဒီကောင်ဘာလို့ပြလဲဆိုပြီးတော့မေးကြပဲအမှန်တမ်းမျိုးခိုးဖာမထိုက်တန်တယ်ဘာလို့ထိုက်တန်လဲဆိုပြောရင်ကျွန်တော်ပြီးခဲ့နေ့ကချဲစီနဲ့ကွန်ဖရင့်စီရတယ်နောက်တစ်ချိန်ထဲမှာပဲချန်ပီယံလိဝင်ဝင်ရတယ်တူးချင်း individual performance ကောင်းတယ်သူပထမရာသီဝတ်တော်တော်ကောင်းတယ်ဒုတိယရာသီဝတ်မှာနည်းနည်းမှိန်တယ် club world cup မှာပြန်တောက်ပါတယ်ပြိုင်ပွဲရဲ့အကောင်းဆုံးစုဖြစ်တယ်ဆိုခိုးဖာမထိုက်တန်တယ်ဖတင်းညာနဲ့ဖတ်ထရီကတော့တိတ်ပြီးတော့ ခရီးဒီထပ်ပြီးရှင်းပြရစရာမလိုဘူးဂျူပါလင်ငန်ကပြီးခဲ့နှစ်မှာနည်းနည်းတော့ struggle ဖြစ်တယ်ဒါပေမဲ့ဘယ်လင်ငန်က individual performance မှာသူကောင်းနေဆုံးပဲဆိုတော့သူကလည်းအဲ့ position တွက်ပါလာတယ်ဒါ၄ယောက်မှာအဲ့၄ယောက်ဖြစ်ပြီးတော့တိုက်စစ်ကတော့ပြီးခဲ့နှစ်ရဲ့အကောင်းဆုံးလည်းဖြစ်တဲ့ Ballon d'Or ဆုရတဲ့ Ousmane Dembele ဒုတိယရတဲ့ဒါဘယ်လိုပဲလမင်းရမပြီးတော့မှတိုက်စစ်က Hurricane နဲ့ ဒီအမ်ဘပ်ပေးနှစ်ယောက်ထဲကတယောက်ဖြစ်တဲ့နဲ့ဒါပေမဲ့အမ်ဘပ်ပေးရဲ့တရားသီလုံးပြီးရဲ့နှစ်ကဒါအောင်မြင်မှုဘယ်လိုပြောမလဲကလပ်ဝေါ်ကတ်အစိုးပိုင်းနဲ့စူပါကတ်ရခဲ့တာကလွှဲရင်ကျန်တာမရပါပဲသူရဲ့တူးချင်း individual top goal scorer performance ကြောင့်သူအကောင်းဆုံးတိုက်စစ်၃ရောင်ထဲမှာပါလာတယ်ဆိုတော့ဒမ်ဘေးလီအမ်ဘပ်ပေးရမှာ ဒါဒါလဲထိုက်တန်လို့ပြောမယ်ဒါကတော့ Fibro ရဲ့တနစ်ဒါဒါအကောင်းဆုံးပေါ့လေတော့ Fibro ရဲ့တနစ်ဒါအကောင်းဆုံးရဲ့၁၁ယောက်ပေါ့လေ၁၁ယောက်ယူတဲ့အခါမှာ Leo Messi က၁၆ကြိမ်ထိဒါအကောင်းဆုံးအသင်းမှာ၁၁ယောက်မှာပါပြီးတော့ Cristiano Ronaldo က၁၅ကြိမ် Sergio Ramos က၁၇ကြိမ် အန်ဒရီအင်းအီဆာက9ချိန်ဒန်နီအယ်ဘတ်စ်က10ချိန်ဒီအခုဒီဘက်နောက်တက်ကစားမားထဲမှာဗာဂျက်ဒီကီလီယန်အမ်ဘတ်ပေက6ချိန်ထိရလာတာဗောလေသူကမာဆယ်လိုလူကာမိုတွေဂျာဗီဟနန်ဒက်စ်တို့နဲ့အတူတူ6ချိန်ဆိုတော့အမ်ဘတ်ပေကရော်နယ်ဒိုတို့မက်ဆီတို့ဆန်ချိန်ကိုရောက်သွားနိုင်ခြေရှိတယ်နောက်ဗာဂျက်ဗန်ဒိုက်ကနောက်ခံလူတွေထဲမှာဒါဂျွန်တယ်ရီနဲ့ညီပြီးတော့သူက 9ကြိမ်ထိပါပြီးတော့ဒါအခုလောလောဆယ်အနေထားရဂျူပါလင်ကန်က3ကြိမ်တောင်ဝင်လာခဲ့ပြီဖြစ်တယ်ဒါကဖီပရိုကရွေးချယ်တဲ့တနစ်တာရဲ့အကောင်းဆုံးဆက်တယောက်ဖြစ်ပါတယ်ဆိုတော့တစ်ခေါက်ပြန်ပြောမယ်ဆိုရင်ဂိုဒမားဂျန်လူဂျီဒူနာရူမာခန်းစစ်3ယောက်ကနူနူမန်ဒက်စ်ဗာဂျီဗန်ဒိုက်ဘီဒီဘက်ကညာဘက်ချမ်းကအရှဝါဟကီမီကွင်းလေကဗတင်ညာရဲ့ဘက်ထရီရဲ့ပြီးတော့မှဒီနောက်ထပ်တယောက်ကတော့ဒါကဂျူပါလင်ကန်နဲ့ခိုးဖာမှာဖြစ်ပြီးတော့တိုက်စစ်ကဒမ်ဘေးလီရဲ့ယမားရဲ့ အမ်ဘပေးရဖြစ်တယ်ဒါကဖီဘရူကရွေးချယ်တဲ့2025ခုနှစ်ရဲ့တနစ်တာ အကောင်းဆုံး၁၁ယောက်ဆင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်